အေယာဝရီတိုင်းတာဘောမြို့နယ်နဲ့လင်းမြနာမြို့နယ်အတွင်းတိုက်ပွဲတွေမှာစစ်တပ်ကဗိုလ်မှူးအဆင့်အများရှိတချို့အပေါင်းဝင်တပ်ဖွဲ့ဝင်အများအပြားထိခိုက်ဒိဆုံးနေတယ်လို့စစ်တပ်နဲ့နေဆက်သူတွေစီကအစုံစမ်းသိရှိရပါတယ်။အရခတတော်အေအေနဲ့ပူပေါင်းတပ်တွေတိုက်ခိုက်နေတဲ့အေယာဝရီတိုင်းကအဆင့်မြနာရင်းစီကိုပြီးခဲ့တဲ့ဩဂတ်လကစတင်ပြီးစစ်ကောင်စီကရန်ပြည်နယ်နဲ့မွန်ပြည်နယ်ကစစ်တပ်ရင်တွေပို့ဆောင်ထားတာဖြစ်ပါတယ်။အေယာဝရီတိုင်းတာဘောင်းမြို့နယ်တာဘောင်းကလေးကျေးရွာအနီးနဲ့ လေမျက်နှာမြွနဲ့ဆက်ဆက်ယိုချင်းလဲကြေးရွာနီပဝန်းကျံမှာအော်တိုဗာလာဆန်းကဆလို့တိုက်ပွဲတွေပြင်းထန်ခဲ့ပြီးစစ်ကောင်စီဘက်မှထိခိုက်သေးဆုံးမှုတွေရှိနေတာပါ။တာပေါင်းနဲ့လေမျက်နှာစစ်မြေပြင်မှာတမ66လောက်ခန့်တရင်တွေနဲ့အနောက်တောင်တိုင်းစစ်ထနာချုပ်ပသိမ်လောက်ခန့်တရင်တွေရှိနေတယ်လို့အေအေကနိုဝင်ဘာ17ရက်နေ့ညမှာသတင်းထုတ်ပြန်ပါတယ်။အော်တိုဗာ3ရက်ကနေနိုဝင်ဘာလ9ရက်အတွင်းတိုက်ပွဲတွေမှာရှေ့တန်းကနေထွက်ပြေးလာလို့ဖမ်းမိထားသူအယောက်20ကျော်နဲ့ လက်နက်ချအလင်းဝင်ရောက်လာသူ20ကျော်ရှိတယ်လို့အေအေကထုတ်ပြန်ထားပါတယ်ရှင်။